ကျောက်ဖြူမျိုးနေကကက်တပြည့်ကြီးရွာအနီးမှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော်တို့အကြားတိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့တယ်လို့သိရရှိပါတယ်။တညဝရီရဲတပ်ဌာနရှုပ်ကလက်နက်ကြီးတွေပစ်ကူပြီးစစ်သားတွေစစ်ကြောင်းထိုးတာကြောင့်နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ကြတာလို့ကျောက်ဖြူဒေသခံမြေပြင်တရင်းမြေတယောက်ကပြောပါတယ်။ကျောက်ပြုံမျိုးနေတစ်ပုတ်တောင်အခြေဆိုင်တညဝရီရေတက်ဌာနရှုပ်ကအင်အား90လောက်ပါတဲ့စစ်ကောင်စီစစ်ကြောင်းတစ်ခုဟာဂျွန်လ3ရက်နေ့ညနေပိုင်းက ရည်တက်ဌာနချုပ်အနီးမှာရှိတဲ့ကြီးရော်တွေဘက်ကလက်နက်ကြီးလက်နက်ငယ်တွေပြခတ်ကစစ်ကြောင်းတို့ဝင်ရောက်လာတဲ့အတွေ့ပြားတိနဲ့ကတ်တပြီကြားမှာအာရခတတော်နဲ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ဆိုပါရယ်အာရခတတော်ဟာထိုးစစ်ကိုရန်နာထားပြီမလီစစ်ကောင်စီကလက်နက်ကြီးတွေနဲ့တောက်လျှောက်ပြခတ်နေပြီးအဲ့ဒီပြခတ်မှုတွေကိုတညာဝရီရည်တက်ဌာနချုပ်အမတ်32ရည်တက်ရင်းနဲ့မြစ်ပြင်မှာရန်နာထားတဲ့စစ်ရည်ရင်တွေကပြုလုပ်နေရလို့ဆိုပါရယ် ဂျွန်လ3ရက်နေ့မနေ့ပိုင်းကလေကြောက်ဖြူမြို့နယ်ကတညောက်ရီတပ်ဌာနရှုံနဲ့အမတ်30နှစ်ရစ်တက်ရင်တွေဖက်ကလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်တဲ့အတန်တွေကိုကြားခဲ့ရတယ်လို့ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်။မေလနောက်ဆုံးအပတ်အတွင်းကအာရခတက်တိုအီအီရဲ့ထူစစ်ဟာကြောက်ဖြူမြို့ပေါ်က6မိုင်အကွာအမတ်30နှစ်ရေးတိုက်ခိုက်ရေးတရင်နဲ့အနီးဆုံးနေရာအထိရောက်ရှိခဲ့တယ်လို့သိရပါတယ်။